ဘဝဆိုတာပါရမီရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝနဲ့ပါရမီမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝခြားနာချက်တော့ရှိတာသို့တော်လည်းဘဝဆိုတာတော့ဘယ်ဘဝပဲဖြစ်ဖြစ်အစင်ပြေတဲ့ဘဝရှိတယ်လို့လို့အစင်မပြေတဲ့ဘဝတွေလည်းမြောင်များစွာရှိဘဝရလာတဲ့ပုဂ္ဂိုလ်တူဦးဟာ မိမိတို့ရဲ့စိတ်ဓာတ်မိမိတို့ရဲ့ပတ်ဝန်းကျင်စတဲ့အကြောင်းတရားတွေကိုအမိပြုပြီးတော့ဘဝဟာအစဉ်ပြေတဲ့အခါပြေတယ်အစဉ်မပြေတဲ့အခါမပြေဘူးဆိုတာပါရမီရှင်တို့ရဲ့ဘဝဖြစ်စေပါရမီရှင်မဟုတ်သေးတဲ့ပုဂ္ဂိုလ်ရဲ့ဘဝပဲဖြစ်စေဘဝဆိုတာဟာ တော်တော်လေးတူညီတဲ့အသင်္တရာနေရှိတယ်ပေါ့ဗန္တာကုန်တလကေတာခြေရီမရဲ့ပါရမီရှင်ဘဝမှာဘယ်တော့ကစခဲ့တယ်လဲလူတူတယောက်ရဲ့တန်တရာဘဝကအမြဲတမ်းရှိတယ်လို့မြတ်စွာဘုရားမမရရဲ့အစဟာ မသိနိုင်ဘူးလို့ပြောဆိုပြတာမသိနိုင်ဘူးဆိုတဲ့စကားကမရှိဘူးလို့ပြောတာနဲ့တော့မတူဘူးနော်အနမတက်ဂောယံပိကဝိတန်တာရောမြတ်စွာဘုရားဟောတဲ့စကားလုံးအယံတန်တာရောဤခန္ဓာအာရဏဓာတ်တိတဘောဝိတဘောဖြစ်လိုက်ပြက်လိုက်နဲ့ ခန္ဓာအရဏတ္တတည်းအစင်းစမပြတ်ဖြစ်လာတဲ့တန်တာရကျင်လင်းနေရတဲ့တန်တရာကြီးဟာတဲ့အနတ်မတက်ကောအစကိုမသိနိုင်ဘူးမသိနိုင်တော့အစရှိတယ်တနည်းအားဖြင့်အနုအမတက်ကောတန်တရာရဲ့အစကိုနောက်ကျောင်းပြန်ပြီးတော့ရှောက်လန်းရှာပွေတော်လည်းပဲ သိဖို့မဖြစ်နိုင်ဘူး။ဘာကြောင့်မသိနိုင်တာရောလို့ဆိုလို့ရှိရင်ပုပ္ပါခောတိနပညာတိ။အစာပိုင်းလေးကိုပြန်ပြီးတော့ပြေဖို့ဆိုအလွန်ခင်းစာပိုင်းလေးဟာမသိနိုင်။ဘာဖြစ်လို့မသိသိကြတော့အကြည့်လို့မသိတာ။သို့သောပါရမီဘဝတွေဘယ်ကစသလဲဆိုတာတော့ပြောလို့ရတယ်ပေါ့။ခုဘဒ္ဒာကုဏလကေတာထေရီမရဲ့ပါရမီဘဝဘယ်ကစသလဲ ဘုန်းကြီးတို့တွေလည်းပဲကိုယ့်ရဲ့ပါရမီဘဝပေရစနဲ့ပါရမီရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝသမ္မာဘဝနဲ့မတူတဲ့ထူးခြားလာတဲ့ဘဝလို့ပြောပြောအဲ့တော့ဗတ္ထထကုဏလသီတာထေမိုက်ပါရမီဘဝဟာအချိန်ကစတော့လို့ဆိုတော့ဟောဒီဗတ္တကဘာကနေပြန်ပြီးတော့ရှည်တွေ့ကြည့်လိုက်လို့ရှင်ကဘာတသိန်း အဝါတသိန်းဆိုတာအမတမများရှည်လျားတယ်ဘဂဝါတကဘာရဲ့တတန်းဆိုတာဘလောက်ကြာတယ်လဲလို့မေးလို့ရှိရင်ဥပမာစကားနဲ့ပြောဖို့တော့အလွန်ခက်တယ်တဲ့အတိုင်းတာတစ်ခုနဲ့ပြောဖို့မနည်းနေနေသာသာဥပမာနဲ့ပြောဖို့တောင်မှပဲဘလောက်ကြာတယ်လဲဆိုတဲ့ကြာရှည်တဲ့အတိုင်းတာတစ်ခု ဘဂဝါရဲ့ကြာလာတဲ့အတိုင်းအတာတစ်ခုတော့ပြောဖို့အလွန်ခက်တယ်ပေါ့။အေးမြတ်စွာဘုရားကတော့ဥပမာပေးထားတာရှိတယ်ပေါ့။ကြောက်သားအတ္တိပြီးတဲ့အလယတေယုဇနာအနန္တေယုဇနာဒုတေတေယုဇနာတေယုဇနာဘက်လည်းရှိတယ်။ကြောက်တုံးကြီးကိုတဲ့ အင်မတန်နူးညံ့တဲ့ပိုးစားဖဲစားကလေးနဲ့အနှစ်တရာကြာမှတစ်ခါပေါ့ပုပ္ပါများတဲ့အခါကျတော့ဒီကြောက်တုံးကြီးကပုံသွားတယ်ဆိုတော့မဖြစ်နိုင်ဘူးလို့ပြောရမှောက်တဲ့အနေအထားမျိုးရှိစပေါ့နော်ဒီပိုးစားဖဲစားလေးနဲ့ပုတ်ထန်တဲ့ဒီကြောက်တုံးကြီးကကုံသွားမယ်ဆိုရင်ပုပ္ပါများရင်တော့ကုံတော့ကုံသွားမှာပဲဒါတော့သိချင်တယ်သို့တော်လည်းဘယ်တော့မှကုံမလဲဆိုတာ အလုံးကိုခံမရခက်တဲ့အနေအထားတခုဒါကြောင့်မို့ကဘာတခုရဲ့ရှီလျားတဲ့အတိုင်းအတာတခုကခဏန်းချင်းပေါ်ပြဖို့ရင်မဖြစ်နိုင်ဘူးလေခဏန်းနဲ့ပေါ်ပြလို့မရဘူးဒါကြောင့်မို့လို့အင်္ဂလိပ်စကားမှာလည်းပဲ ian ဆိုတဲ့စကားလုံးလေးကိုသုံးတယ် ian ဆို a very long time သိကိုရှိသိရှိတယ်လို့ပဲပြောမယ်ဘယ်နှမိုင်းရှိတာလဲ ဘလောက်ရှိတာလဲကီလိုမီတာဘလောက်လဲလို့ဒီလိုတော့ပြောလို့မရသိရှိလို့ပဲပြောအဲ့တော့ဒီကဘာရဲ့အတိုင်းတာတောင်အလွန်ကြာတယ်ဆိုတော့ကဘာတသိဟင်အမှန်တမ်းမှကြာတယ်။နောက်ခံမှန်းပြီးတော့ပြောလို့ရတဲ့ဟာလေးတစ်ခုရှိတယ်။ဒါထူထူသုံးတယ်နေမှာဟောထားတာလေးကိုကြည့်ပြီးတော့ပြောရတယ်။ကဘာတစ်ခုမှာ ဘုန်းကြီးတို့တွေတန်တရားလဲရင်ကနေပြီးအယိုးရှိတဲ့တတ္တဝါဖြစ်တယ်။ဒါအယိုးမရှိတဲ့အကောင်အရှင်တွေလည်းပကြည့်လို့မှာတော့ဆိုရှင်။အဲ့တော့အယိုးရှိတဲ့တတ္တဝါဖြစ်လို့တဘောကပြီးဆုံးနိုင်ပြီးဆုံးနိုင်အဲ့ဒီအယိုးကလေးတွေစုထားမယ်။အဲ့ဒီအယိုးလေးတွေဟာလည်းပျောက်ပြတ်မသွားဘူး။ အရေးရှိတဲ့တ attva ဖြစ်လို့တကပါမှာကိုယ့်ရဲ့ဖြစ်ပြလာတဲ့ကျွမ်းကြံရတဲ့အယိုးစုခန္ဓာရဲ့အယိုးစုလေးတွေပုံထားလိုက်မယ်ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကအိန္ဒိယမှာပွင့်လာဖြစ်တော့အိန္ဒိယကเจ้าတော်နဲ့ဤတဲ့တောင်တောင်ကိုဥပမာပေးတယ်ခေစကုတ်တောင်ကနေကြီးလိုက်လို့ရှိရင်ရောက်ခဲ့မှာဝေပုံကတောင်ကြီးစားရှိတယ်ဘုရားကရဘုရားဘုရားတဲ့ပုဂ္ဂိုလ်တွေတွေ့မှာပါ ခေစကုတ်တောင်ရဲ့မြောက်ဘက်ကိုကျင့်ဝေပုံလာတောင်ရှိအဲ့တော့မြတ်စွာဘုရားကဟောတယ်အဲ့ဒီအယိုးကုံကတကဘာမှာဖြစ်ပြီးတော့တကဘာမှာခန္ဓာစွန့်ပြေခရရတဲ့လူတဦးရဲ့တတဝါတဦးရဲ့ဘဝအယိုးတွေမပြောင်းမပြည့်ပုံထားလို့ရှိနေဆိုလို့ရှိရင်အဲ့ဒီဝေပုံလာတောင်ကြီးလောက်အတိုင်းအတာရှိနေမယ် ဒါလည်းတကဘာကိုခံမှန်းကြည့်လို့ရတဲ့ဤတစ်ခုပေါ့နော်အဲ့ဒါတော့ကဘာဆိုတာလုံးဝကြားတယ်အဲ့တော့ကဘာတသိန်းဆိုတာတော့မပြောနဲ့တော့ပေါ့ဒါကြောင့်မို့ဒီနေရာမှာဗတ္တကုဏလကေတာဆိုတဲ့ထေရီမာလေးကသူ့ရဲ့ပါရမီဘဝဘယ်ဟာစခဲ့တယ်လဲဆိုသူကိုယ်တိုင်ပြောပြတယ်ငွေရဲကဘာတသိန်းဟာစခဲ့တယ် အဲ့ဒီမတိုင်ခင်ကသူဘဝမရှိဘူးလို့ပြောတာပါရမီဘဝအဲ့ဒီအချိန်ကစားလုံးငယ်တဲ့ကဘာတသိမ့်မှာဘဒုမုတ်တရာဆိုတဲ့မြတ်စွာဘုရားပွင့်တာအဲ့ဒီမြတ်စွာဘုရားပွင့်တာလူတို့ရဲ့သက်တမ်းအနှစ်တသိမ့်ရှိအဲ့ဒါဘုရားဆိုတာတသိမ့်နဲ့တရားတန်းကြားမှာပဲပွင့်တာအများဆုံးတသိမ့် အ ਨੇ ဆုံးတရားဆုတ်ကတ်တက်ကနှမျိုးရှိတဲ့တည်းပဲဘုရားပွင့်တာဆုတ်ကတ်မှာပွင့်တယ်တက်ကတ်မှာပွင့်အဲ့ဒါလေလူရဲ့အသက်အသင်ချေကနေတဖြည်းဖြည်းဆုတ်လာတာတသိန်းရောက်လာအဲ့ဒီတသိန်းရောက်လာတဲ့အခါမှာဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားပွင့်တယ်ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟာတတ်တော်တသိန်းပေါ့နှစ်တသိန်းအမြဲတမ်းချမ်းချောင်းနဲ့တတ်တော် လူတွေအားလုံးဟာတက်တန်းပြောမယ်ဆိုရင်နှစ်တသိန်းနေကြရတယ်ပေါ့ကုကိတရားတန်းနော်80 80 90တရားနဲ့ဆိုလို့ရှိရင်လူတွေဟာလောက်အောင်မချာဓာရီယတ္တဝါတွေဟာမတူညီတဲ့အချက်ကလေးတွေရှိတာပဲဘုန်းကြီးတို့မျက်စိအောက်မှာကြောင်ကလေးတွေခွေးလေးတွေကြည့်ဆယ်နှစ်ဆယ်ငါးနှစ်အနည်း20ဆိုသွားပြီနော် တလားငလားဆိုအရွယ်ရောက်ကုန်ကြပြီဒီတဲ့သေးတဲ့တတ္တဝါလေးတွေကြည်အောင်ရှင်လေးတွေယင်လေးတွေအခုပဲမွေးလာအခုပဲပြန်တန်းလူရဲ့စားတော့ပြီတော်ကြကြတော့တပတ်လောက်နေကုန်သေးကုန်ကြဗျာလောက်တူမတန်တူတော့နဲ့တက်ကလေးတွေရှိကြတယ်အဲ့တော့လူဘဝကလည်းပဲယမယခအသက်တန်းနေရှိကြတယ်ယမယခအသက်တန်းနေတူကြတ ဗုဒ္ဓဘုဒ္ဓရာမြတ်စွာဘုရားလက်ထက်မှာဒုရီရတ္တဟာနှစ်တသိန်းနဲ့အဲ့ဒီချိန်မှာဗတ္ထာဂုဏလကေတာဖြစ်လာမဲ့အမျိုးသမီးလေးဟာအတိတ်ဘဝကုသိုလ်ကောင်းမှုတွေရဲ့အကျိုး